စစ်ကောင်စီရဲ့နျူကလ িয়ার ဓာတ်အားပေးစက်ရုံစီမံကိန်းဟာဒေသတွင်းနိုင်ငံတွေရဲ့လုံခြုံရေးနဲ့တည်ငြိမ်ရေးကိုပါထိပါလာနိုင်တဲ့အတွက်အထူးအလေးထားသုံးပြန်ဆောင်ရွက်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဒေသတွင်းနိုင်ငံတွေကိုတတိပီပြောဆိုလိုက်ပါတယ်။ကိုစောပွေကစူးစီးထားပါတယ်။ဒေသတွင်းနိုင်ငံတွေရဲ့လုံခြုံရေးနဲ့တည်ငြိမ်ရေးကိုထိပါလာနိုင်တဲ့ စစ်ကောင်စီရဲ့နျူကလ িয়ার ဓာတ်အားပေးစက်ရုံစီမံငွေကိုလေထာတုတ်ပြန်ဆောင်ရွက်ကြဖို့ NUG ကဒေသတွင်းနိုင်ငံတွေကိုသတိပေးပြောဆိုလိုက်ပါတယ်။ NUG ကမေလ17ရက်နေ့ကပြုလုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းအစီအစဉ်မှာ NUG ကပြောလိုက်တာဖြစ်ပါတယ်။ဒီလိုလုံရမျိုးတွေဟာနောက်တစ်ချိန်မှာမြန်မာနိုင်ငံနဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေသာမကဒေသတွင်းနိုင်ငံတွေနဲ့အဲ့ဒီနိုင်ငံတွေကပြည်သူလူထုတွေရဲ့လုံခြုံရေးနဲ့ တည်ငြိမ်အေဂျင့်ရေးကိုပါထိပါးလာနိုင်တဲ့အခြေအနေမျိုးဖြစ်တာကြောင့်ဒေတာရင်းနိုင်ငံတွေအနေနဲ့မြန်မာပြည်သူလူထုနဲ့အတူတော်လှန်ရေးအင်အားစုတွေနဲ့အတူရပ်တည်ပြီးအထူးအလေးထားတုံ့ပြန်ဆောင်ရွက်ကြဖို့ပြောကြားလိုပါတယ်။စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာပြီးခဲ့တဲ့မက်ချ်လအတွင်းကရုရှားနိုင်ငံခီးစင်မှာအသေးစားနျူကလ িয়ার တက်အပေးဆက်ယုံတိဆောက်ရေးကိုနိုင်ငံပူးပေါင်းဆောင်ရွက်ကြဖို့သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။စစ်ကောင်စီကနျူကလ িয়ার တက်အပေးဆက်ယုံကို ပဲခူးတိုင်းလေပိုင်းနဲ့ထိုင်းနိုင်ငံနယ်စပ်တနင်းတိုက်တိုင်းဒွေဒေသမှာရှိတဲ့ဒွေအထူးစီးပွားရေးဆိုမှတိဆောက်မယ်လို့တီကီစစ်စေးရေးအခြေအနေနဲ့ပတ်သက်ပြီး KNU ကလည်းမေလ9ရက်နေ့ထုတ်ပြန်ချက်ထဲမှာထည့်သွင်းထားပါဗျ။စစ်ကောင်စီကနျူကလ িয়ার ဆဲုံတိဆောက်မယ့်အခြေအနေကြောင့်ဒေသတွင်းပြည်သူတွေနဲ့ထိုင်းနိုင်ငံပြည်သူတွေရဲ့လုံခြုံရေးအနေနဲ့ကင်းရှင်းမှုနဲ့ကောင်းမွန်တဲ့ဘဝနေထိုင်မှုအတွက်အလွန်ဆိုးရိမ်ပူပန်မိတယ်လို့ KNU ကပြောပါဗျ။ ဒီစီမံကိန်းဟာရည်ရွယ်ချက်မမှန်ဘူးလို့ဦးနေဘုံလက်ကပြောပါတယ်။အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့အပေါင်းပါတစုဟာသူတို့ရဲ့အာဏာတည်မြဲရေးတစ်ခုတည်းကိုသာရှေ့ရှုပြီးပြည်သူလူထုရဲ့အခွင့်အဘဏ်တွေကိုထင်သလိုအသုံးပြုနေသလိုအချို့သောနိုင်ငံတွေနဲ့နျူကလ িয়ার စွမ်းအင်သုံးဓာတ်ပစ်ဆက်ရုံတိစောက်ခြင်းစတဲ့လုပ်ငန်းစာချုပ်တွေချုပ်ဆိုပြီးတိုင်းပြည်ကိုလည်းအမျှော်အမြင်ကိမဲ့စွာအသုံးချလျက်ရှိနေပါတယ် အဲ့ဒီအသေးစားနျူကလ িয়ার ဓာတ်အားပေးဆက်ရုံကိုရုရှားနိုင်ငံကတိစောက်ပေးမှဖြစ်ပြီးမဂါဝတ်130အသေးစားနျူကလ িয়ার ဓာတ်ပေါင်းဖို့ကိုမဂါဝတ်330အထိဆွမ်းဆောင်ရည်ထပ်မံတိုးချဲ့နိုင်ဖို့လည်းသဘောတူညီခဲ့ကြတယ်လို့ရုရှားသတင်းဌာနတွေကဖော်ပြပါဗျာ။